င်္ဂလာမနက်ခင်းပါခင်ဗျာမာတင်အိုဒီဂတ်အကြောင်းမြစ်တာစာပဲထားပါတော့တပတ်လုံးလုံးဘောလုံးဝင်းတွေကလိုအပ်ချက်တွေခေါင်းဆောင်မှုတွေမှာအားနေတာတွေကိုပြောလာပြီးသွားပြီဆိုတဲ့အချိန်မှာတည်င်းတချို့လည်းတွေ့လာတယ်ပြောစကားတချို့လည်းဖတ်ရတယ်အဲ့ဒါကတော့အိုဒီဂတ်နဲ့နီးစပ်တဲ့လူတွေစီကနေသူ့အပေါ်ဘလို့သဘောထားကြတယ်ဆိုတဲ့အကြောင်းကိုပြောလာကြတာဖြစ်ပါတယ်နီးနီးဆက်ဆက်ဆိုလို့ရှင်တော့ Declan Rice ကအိုဒီဂတ်ရဲ့ခေါင်းဆောင်မှု အိုဒီဂတ်ရဲ့စံပြဖြစ်အောင်နေတတ်မှုပြီးတော့တခြားတခြားသောကောင်းတဲ့အချက်တွေအဲအရာတွေကိုထုတ်ပြောလာတယ်။မာတင်အိုဒီဂတ်ကငါတို့ရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့ဆိုတော့ရှင်းလင်းတဲ့ယက်တီချက်တစ်ခုကိုထုတ်ပြီးတော့ပြောလာတယ်။နောက်ထပ်တယောက်ကတော့ Norway လောက်ရွေးစဉ်အသင်းရဲ့နီးပြပဲသူ့အနေနဲ့အိုဒီဂတ်ပေါ်မှာဘလို့သဘောထားတယ်ဆိုတာကိုပြောလာတယ်။နှစ်ခုစလုံးရဲ့နှစ်သာရနဲ့အတိတ်ဘယ်ကတော့မာတင်အိုဒီဂတ်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကိုသူတို့တွေတန်တရားမရှိဘူး။ လက်ရှိအချိန်မှာ performance ကျလို့ဆိုပြီးတော့ဝေဖန်ခံနေရတဲ့ OD guard ဘက်ကနေသူတို့ရက်တီနေတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်က OD guard ကိုဟိုးအရင်တည်းကဗီဒီယိုလုပ်ပြီးတော့ပြောပြပါတယ်။သူရဲ့ soft ဖြစ်လွန်းတဲ့ပုံစံကတစ်ဖက်က performance ကသာလိုက်မလာဘူးဆိုလို့ရှိရင်သူ့လိုကိုယ်လိုလူတယောက်ဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းကိုဖန်တီးရတရားအောင်ပြောခဲ့တယ် ဒီဘက်ရပ်ပိုင်းတွေမှာတော့တွင်တွင်ဥဆောင်နိုင်စွမ်းကစားခွက်ကိုဥဆောင်နိုင်စွမ်းအကုန်ကျလာတဲ့အတွက်ကြောင့်ဝေဖန်တာတော့အရင်အထက်ပိုစိတ်လာတယ်ပေါ့နော်။တစ်ဖက်မှာလည်း disclaimer သဘောမျိုးကျွန်တော်ခံခံပြီးပြောရတာရှိတယ်။သူ့စီမှာကျွန်တော်တို့သိမှထားတဲ့မိသားစုကိစ္စဒါမှမဟုတ်လူမှုရေးကိစ္စပေါ့လေ။အဲ့ဒီလိုမျိုးတွေရှိကောင်းရှိနေနိုင်တယ်ဆိုတဲ့အချက်ကိုလည်းထည့်ထည့်ပြီးတော့ကျွန်တော်စဉ်းစားပါတယ်ထည့်ပြီးလည်းပြောခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဗျာကိစ္စတစ်ခုကိုသုံးသက်တဲ့နေရာမှာအချက်အလက်စုံလေးလေး ရှူထောင်စုံလေးလေးအပြစ်မှန်နဲ့နှိစက်လေးလေးပဲဒါက research ရဲ့အခြေခံသဘောတရားလည်းဖြစ်ပါတယ်အချက်လက်စုပါကောက်ချက်ဆွဲပါပေါ့လေကျွန်တော်တို့ဘောလုံးဝင်းထဲမှာမြင်နေရတဲ့အခက်တန်းလေးတစ်ခုကနေပြီးတော့ပဲအရာအလုံးကိုမကြည့်ချင်ဘူးဒါကကျွန်တော်သဘောပါအဲ့ဒီလိုကြည့်တာလည်းမှားတယ်လို့မဆိုသာပါဘူးဘောလုံးသမားတယောက်ပဲဗျဘောလုံးဝင်းထဲမှာဘာတွေလုပ်ပြလဲဆိုတာပဲကြည့်ရမှာပေါ့ကျွန်တော်ရှူထောင်ဆိုတာကတော့ Arsenal ဆိုလို့ရှိရင်ပို့ပြီးတော့ခံစားတတ်တဲ့ပရိသတ်တယောက်အနေနဲ့ဆိုတော့ရန်ကြီး common တော့ဖြစ်မှာမဟုတ်ဘူး anyway မာတင်အိုဒီဂတ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်တာတွေရှိတယ်။ကိုပေါ့လွဲချော်မှုတွေတွေ့ဝေမှုတွေဥဆောင်မှုမှာ rise ကပဲလုပ်ပေးနေရတာတွေဒါတွေကိုကျွန်တော်ဒီရက်ပိုင်းမှာတော့ခက်စိတ်စိတ်ကိုပြောပြပါတယ်။တစ်ချိန်တည်းမှာလည်းအိုဒီဂတ်ရဲ့မျက်နှာ fresh မဖြစ်တဲ့အပေါ်မှာလည်းကိုချင်းတော်တော်စားမိပါတယ်။ဒါကြတော့လေမီဂီအာတီတာနဲ့များဆိုင်မလားဗောလေ။လှည့်ပတ်ပြီးတွေးတယ်။သို့တော့ present line ကို OD ကတောက်လျှောက်ပြင်တော်ရင်ဥဆောင်လာပေးတာလဲအခုမှတော့မဟုတ်ဘူးဗျ။ဟိုအရင်ကာလတွေတဲကဆိုတော့ဒီအချိန်မှာဒါကြောင့်ဝင်တော့ဝင်ဖို့ဖြစ်နေတယ်ဆိုတာမျိုးကလည်းအရန်ကြီးယုတ်တိတန်တာမျိုးတော့မဟုတ်ဘူး။ဒီယူဆချက်ကလည်းဟာကွက်တွေရှိပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဗျာအခုအနည်းဆက်ဆုံး လူတွေက ခုလိုမျိုးတောက်လျှောက်ပြောလာ ခဲ့ကြပြီဆိုတော့ပိုဒီကတ်စီမှာပြဿနာတစ်ခုခု ရှိကောင်းရှိနေနိုင်တယ်ရှိဖို့များတယ်ဆိုတော့ပို့ပြီးသိကြလာပြီသူတို့အတွင်းစည်းကလူတွေအချင်းချင်းနောက်ပဲတည်တဲ့ကိစ္စမျိုးပေါ့လေကျွန်တော်ကတော့သိကြီးကြီးမားမားဖြစ်တာမျိုးမဟုတ်ဖဲနဲ့ဖြည့်ရှင်းလို့ရတဲ့အရာမျိုးပဲဖြစ်စေခြင်းနဲ့ကျွန်တော်တို့ရဲ့ legend ကြီး honorary လဲသူ့ရဲ့အိမ်တော်ရေးကိစ္စတွေကြောင့်အဆင်မပြေတွေဖြစ်ခဲ့ဘူးတယ်ကျွန်တော်တို့အသင်းကမဟုတ်ပေမဲ့တခြားသောကန်ဒဝင် player တွေလက်ရှိကစားနေတဲ့ player တွေလည်း တို့ရဲ့ relationship life မှာပဲဖြစ်ဖြစ် family life မှာပဲဖြစ်ဖြစ်မိသားစုဝင်တွေရဲ့ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုးဘောလုံးကွင်းပြင်ပကိစ္စတွေလာပြီးတော့ effect ဖြစ်တဲ့အချိန်မှာတို့ရဲ့ queen နဲ့ကစွမ်းဆောင်ရည်တွေအကုန်လုံးကတော့တိခိုက်မှုရှိတာပဲတက်ရောက်မှုရှိတာပဲကျွန်တော်တို့ရဲ့ campaign ကအခုအချိန်မှာအဲ့ဒီလိုကာလမျိုးတစ်ခုကိုကြော်ဖြတ်နေရတယ်လို့ကျွန်တော်ယူဆတယ်ဒီလိုအချိန်မျိုးမှာကိုယ့်ရဲ့ shutdown တစ်ခုတွေရနေမယ်ဘောလုံးကွင်းထဲမှာကိုယ်မြင်ကျင်တဲ့ရလဒ်တွေကိုယ်မြင်ကျင်တဲ့မြင်ကွင်းမျိုးတွေ ဖြစ်မလာတာကိုအပြစ်လည်းမတင်ကျင်တော့ဘူးအခုခေတ်ပေါ်လုံးသမားတွေအကုန်လုံးဆိုရှယ်မီဒီယာသုံးပါတယ်ရုပ်သံတွေလည်းသူတို့ကြည့်ပါတယ်အိုဒီကတ်လည်းသူ့ကိုဝေဖန်နေကြတဲ့လူတွေများတယ်မကြေမနက်ဖြစ်နေကြတဲ့ပရိသတ်တွေများတယ်ဖုတ်ဘောပန်ဒစ်တွေကအတူအစားအိုလူကိုကပတိန်ခန့်လိုက်ပါလားဒီလူကိုကပတိန်ခန့်လိုက်ပါလားဆိုပြီးပြောနေဆိုနေအားချောင်နေကြတာတွေကိုသူသိတယ်တလို့သိပါလိမ့်မယ်တကယ်လို့သာလူမျိုးရေးပြဿနာမိသားစုပြဿနာတစ်ခုခုကြုံနေရတယ်တစ်ဖက်မှာဖြတ်တန်းနေရတယ်ဆိုလို့ရှိရင်ဒီကိစ္စသည်သူ့အတွက် ို့ပို့ပြီးတော့လေးလံစေပါတယ်ပို့ပြီးတော့စိတ်ပင်ပန်းစေတယ်ဘောလုံးမကြီးရဲ့လူတယောက်ကဘောလုံးသမားတယောက်ရဲ့အဲ့ဒီလိုအချက်လက်တွေအထိလိုက်ပြီးတော့စဉ်းစားပေးစရာလိုလားမလိုလားတော့ကျွန်တော်မသိဘူးသို့တော့ဒါကကျွန်တော်ရဲ့ခံစားချက်ဖြစ်တယ်အိုရီကတ်မစွန်ဘူးဗျာဒီရပ်ပိုင်းတွေမှာ decision မိုင်းရလဲအားနေတယ် finishing မိုင်းရလဲအားနေတယ်အဖက်ဖက်မှာသူကအကြဖက်ကိုရောက်နေတာသို့တော့ quality player ဖြစ်တဲ့အတွက်ကြောင့် ကြရတဲ့ဆိုတော့ OD ကကတော့အတိုင်းအတာတစ်ခုထီတော့ကောင်းနေစေဖြစ်တယ်ဒါကိုလည်းကျွန်တော်တို့တွေအားလုံးသိတာပဲထို့အတူလိုအပ်သလောက်မကောင်းတော့ဘူးအသင်းကိုဥဆောင်မှုပေးနေရမယ့်အချိန်အသင်းကဒီထက်ပိုပြီးတော့သူ့စီကနေစွမ်းဆောင်ရည်တွေလိုအပ်နေတဲ့အချိန်မှာလည်း OD ကဒီအရင်က OD ကမဟုတ်တော့ဘူးလုံနိုင်တဲ့လောက်လုံပေးနေတယ်မျောလင်းချက်ကိုမပြည့်ဘူးသူ့မျက်နှာကိုကြည့်ရတာလည်း fresh မဖြစ်ဘူးတစ်ဖက်မှာလည်းဒီကိစ္စတွေအပေါ်မှာမူတည်ပြီးတော့ဝေမောင်းမှုတွေစတိုက်တက်နေတယ်တစ်ချိန်ထဲမှာကစားပေါ်တွေနီးပြတွေကသူ့နောက်မှာရက်တည်ပေးထားကြတယ် ကျွန်တော်ရှေ့မှာပြောခဲ့သလိုပါပဲ OD guard စီမှာအစုံတရာရှိနေပြီဆိုတော့ကောက်ချက်ကတော့ခိုင်ခိုင်မာမာဆွဲလို့ရတယ်ကျွန်တော်ကတော့အလိုပဲယူဆလိုက်တဲ့အတွက်ကြောင့်သူ့စီကဘာပဲလာလာလာတဲ့အရာကိုပဲလက်ခံပြီးတော့ဘောလုံးမွဲဆက်ကြည့်ဖို့ကျွန်တော်ဆုံးဖြတ်ထားတယ်မိုက်တော့မမိုက်ဘူးပေါ့ဗျာအရန်အရေးကြီးတဲ့အချိန်မှာအသင်းကလည်းတမိုင်းဝင်အောင်ပွဲတစ်ပွဲရဖို့အတွက်လက်တကမ်းလေးပဲလိုတော့တဲ့အချိန်မှာကိုယ့်ရဲ့ one of the key player လည်းဖြစ်တဲ့အသင်းကပတိန်လည်းဖြစ်တဲ့လူကဒီလိုမျိုးကြောင်နေထားဖတ်နေရဲဆိုတာကပရိသတ်တယောက်အတွက်ကတော့ တကယ်ကိုမလန်းဆန်းတဲ့တဲ့မဲ့ဒါပေမဲ့ဖြစ်နေပြီဆိုတော့လေကျွန်တော်တို့အနေနဲ့ကလူသားဆန်ဆန်ပဲဖြတ်သန်းပေးရမှာဖြစ်တယ်လူသားဆန်ဆန်ပဲဖြည့်သွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့အမြဲပြောနေကြတာပဲဘောလုံးဆိုတာအားကစားတစ်ခုတည်းပိုးတယ်ပါညာဆိုတော့ကျွန်တော်ကတော့အဲ့အချက်ကြီးကိုအရန်ကြီးလက်ခံတဲ့လူအရန်ကြီးဆွဲလက်နှစ်သက်တဲ့လူတော့မဟုတ်ပါဘူးတကယ်တော့ဘောလုံးကလှတာမဟုတ်ပါဘူးဘောလုံးပွဲထဲမှာပါတဲ့လူတွေဘောလုံးကွင်းပေးရလူတွေကြောင့်ဘောလုံးကလှနေတာပါတကယ်တော့ဘောလုံးဒီ ကိုအနိုင်ရရေးအတွက်ဦးစားပေးတဲ့စီးပွားရေးတရက်ကိုရဲ့မကျေနပ်မှုတွေကိုဖောက်ထွက်တဲ့နေရာတစ်ခုဖြစ်နေတာကြားပါပြီလူတွေရဲ့နှလုံးသားတွေကပြန်ပြီးတော့ထိန်းထားလို့သာအခုလောက်ထိကြံ့လာပါဒါပါဒီကြောင်းကိုနောက်မှတခန္ဓနာတည်တံ့ပြောပါအောင်မယ်လောလောဆယ်ကတော့ကျွန်တော်တို့ရဲ့ကိုချိတ်နာမည်ပြောင်းကိုချိတ်ပါဗျာအိုဒီဂတ်အစဉ်ပြေပြေနဲ့ဖြတ်သန်းနိုင်ဖို့မျှော်လင့်နေသူတို့လူလူတွေကအတွင်းထဲကပဲကြိတ်ခံစားပြီးတော့အတွင်းထဲကနေမဲ့ရအောင်တုံးလှန်သွားမဲ့လူတွေဖြစ်တယ်။နုနုညံ့ညံ့လေးနဲ့ပဲဒီနေရာထိရောက်လာ ပြီးပြီဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့နူးညံ့မှုသူ့ရဲ့တိမ်မွေးမှုနဲ့ပဲဒီအခက်အခဲတွေကိုလည်းထပ်မံကျော်ဖြတ်သွားအောင်မယ်လို့ကျွန်တော်တို့ကယုံကြည်တယ်။အဲ့ဒီလိုမျိုးဖြတ်သန်းနေရတဲ့အချိန်မှာအသင်းပေါ်ရဲ့ဝိုင်းဝန်းအားပေးမှုပရိသတ်တွေရဲ့ဝိုင်းဝန်းအားပေးမှုကလည်းအရန်ကိုအရေးကြီးတယ်။ကျွန်တော်တို့လူလူတွေကပြောနေဆိုနေကြတာကို Western World ကအိုရီဂတ်တို့ကဘယ်လိုမှတော့မသိနိုင်ပါဘူး။ဒါပေမဲ့မြစ်တာဆိုတာဗျာဘလိုပဲဖြစ်ဖြစ်ထားလိုက်တာကောင်းပါတယ်။ဘောလုံးမွက်ကြီးရဲ့လူတယောက်အနေနဲ့ဒီစကားကိုပြောနေတာမဟုတ်ပါဘူး။ အာဆနယ်အသင်းကိုပဲဆွဆွမြဲမြဲကြည်ဆွဆွမြဲမြဲအားပေးလာတဲ့ပရိသတ်တယောက်အနေနဲ့ဒီအခိုက်တန့်ကိုတော့ဒီလိုပဲဖြတ်သန်းလိုက်တော့မယ်ဗျာဒီလိုပဲယူဆလိုက်တယ်။ကိုချိန်အစင်မပြေဘူး။ပောက်ကြရဖြစ်နေတယ်။ဒီနေ့ညကံမဲ့ PSG နဲ့ပွဲမှာလည်းဖြစ်အောင်မှာပဲ။ဘာကြောင့်လဲဆိုတော့ဗျာဖောင်တလောက်အောက်နေတဲ့ player ကြီးကရုပ်ပြည့်ပြန်ကောင်းသွားတယ်ဆိုတာမျိုးကအဲ့ဒီလောက်ထိတော့လောကကြီးက dramatic မဖြစ်နိုင်ဘူး။သို့တော့အများကြီးမမားနဲ့တတ်နိုင်တဲ့လောက်စူးစမ်း present line မှာအကောင်းဆုံးဥဆောင်ပေးပါတော်ပြီ။ဒီလောက်ဆိုရပြီ။ error leading goal သာမဖြစ်စေနဲ့ odiga ကွင်းထဲမှာ captain လက်ပတ်ပတ်ပြီးတော့ပြေးလွှားနေတာကိုမြင်ရတာနဲ့ねကျွန်တော်တို့ခြေနဲ့တဲ့တခုတော့ရှိတယ် odiga အဆင်မပြေလို့ရှိရင် eden wandering နဲ့လူစားလဲဖို့ကိုတော့ကျွန်တော်တို့ရဲ့ knee စနစ်စရာမတွန်းဆုတ်နေဖို့တော့လိုတယ် odiga အကောင်းဆုံး form ရနေတော့ကလည်းအသင်းရဲ့ကစားကွက်လိုအပ်ချက်အရာလူစားလဲတဲ့ရင်လဲရတာပဲအဲ့ဒီအပိုင်းကတော့ odiga နဲ့တိတ်မဆိုင်ဘူးနီးပြားနဲ့ဆိုင်တယ်ကို player ရဲ့ PR ကို short ချပေးရမယ်ကို player မှာရှိနေတဲ့ window ဝင်ဖို့တွေကိုကြားသလောက် short ချပေးရမယ် အိုဒီကကတော့ကစားချင်ပါပဲဗျာလူဆိုတဲ့သဘောကနစ်လေယုံကျင်လေနစ်လေယုံကျင်လေဆိုတော့သူအဆင်မပြေဘူးလို့အပြောခံရလေလေသူ့ရဲ့ performance ကိုဝေဖန်ခံရလေလေငါပြန်ပေါက်ပွဲပြမယ်กว่าဆိုပြီးတော့သူကတော့ပွဲတိုင်းကစားချင်နေမှာပဲသို့တော့ manager ကနေပြီးတော့အရာအလုံးကို overview ကြည့်ပြီးတော့လုပ်စရာရှိတာလုပ်ပေးရမယ်အချိန်လည်းဖြစ်တယ်အနည်းချုပ်ပြောမယ် Odiga အတွက်ကျွန်တော်တို့လိုအပ်ပါတယ် Odiga အတွက်အသင်းပေါ်တွေလိုအပ်ပါတယ် Odiga အတွက်သူ့ကိုပြန်လဲထူမှတ်ပြီးတော့ အရင်တုန်းကလိုမျိုးဆွန်းဆွန်းတမန်လုပ်ပြနိုင်မဲ့ကွင်းထဲကဘယ်ရှိတချောင်းပြန်ရဖို့အတွက်အဝေးကြီးတွေမတက်သွားဘဲနဲ့ဘောလုံးလမ်းကြောင်းကိုတော့မမြင်ရတော့အောင်မြန်ဆန်ပြင်းထန်တဲ့ကန်ချက်တွေအတွက်ကျွန်တော်အားလုံးသူ့ကိုဝန်းရံပေးဖို့လိုပါတယ်အခု second အခု minute ကစပါမယ်ဒီ impact တွေကသူ့စီရောက်ကိုရောက်မှာပါ OD ကကိုအတူတူအားပေးကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ